Hello အားလုံးမင်္ဂလာပါဖိုးဖိုးမန်ချင်ကနေကြိုဆိုပါရစေ Manchester United ကတော့ Biba ကိုအိမ်ကွင်းမှာသွားကစားတဲ့ဒါ Europa League semi-final နဲ့ပထမကြိုမှာ3ဂိုးဂိုးမရှိဆိုတဲ့ရလနဲ့ကျွန်တော်ဂိုးပြတ်နိုင်ခဲ့တယ်ဆိုတော့ဒါကျွန်တော်တို့ final ကိုတလန်းနိုင်မှုအတွက်ခြေတလန်းဦးထားပြီးပြီလို့ကျွန်တော်ပြောရမှာပေါ့ဗျာဆိုတော့ဒုတိယကြိုအိမ်ကွင်းမှာဆိုလို့ရှိရင် ဒါဒီရလက်ကူတာကျွန်တော်တိုင်ပတ်အောင်ထပ်မလုပ်ဘူးဆိုလို့ရှင်တော့ Europa League Final ကိုကျွန်တော်သာတက်လှမ်းနိုင်မှာပေါ့နော်ဆိုတော့ဒီနေ့ပွဲမှာတပြိုင်တည်းဆိုသလိုပဲစပါးနဲ့ Bodo Glimt တို့လည်းကစားသွားတယ်စပါးကတော့အိမ်ဝင်းမှာ3-1ဆိုတဲ့ရလက်နဲ့9နေဆိုတော့သူတို့လည်းပဲတော်တော်ကိုအချိန်ကြီးကောင်းနေပေါ့ဒါပေမဲ့ဒုတိယကြော့က Bodo Glimt ရဲ့ကွင်းမှာသွားကစားရမှာဒါပေမဲ့ပြန်ကျွန်တော်ကတော့ဘယ်လိုပြောအရင်ကလေးကစပါးကိုဒီထက်ပုံပြီးတော့ဂိုးပြက်လိမ့်မယ်လို့ကိုမှန်ဒီမျှော်လင့်ထားတာပေါ့နော် ဒီမီမိနစ်70ကျော်မှသူတို့9ပြန်ပြီးလိုက်ရပြီးတော့3ဂိုးတကူဆိုတဲ့ရက်လည်းဖြစ်သွားတာဂိုရိုကလင်းရဲ့အိမ်ကွင်းမှာတော့စပါးအနေနဲ့တင်တော်လာထက်ပြီးတော့ဘောနော်နိုင်အောင်ချိုးမန်းရအောင်မယ်မဲ2ဂိုးအသာရပြီးသွားပြီဆိုတော့အခါကျတော့ဒါမဆူဆိုတာထက်တော့ပူတယ်လို့ပြောရမှာပေါ့နော်ဒါထပါကျွန်တော်အဲ့ဒီပွဲကတော့ပွဲအပြည့်မကြည့်ခဲ့ဘူးပေါ့နော်ဟိုကျွန်တော်တို့ United ပွဲရှိနေတယ်ဆိုတော့ကျွန်တော် United က3-0နဲ့ကျွန်တော်နိုင်တယ်ဒီပွဲမှာအမှန်တမ်းပြောရင်ဒီပွဲမစခင်ကလေးကပေါ့နော်တီးရရင်တောင်မှ တော်တော်ကြီးနဲ့မဲ့ပွဲမျိုးအထူးသဖြင့်အက်တလတီကိုဘီဘာအိုကဒီယာဒီယူရိုဒီဥရောပမှာသူကခန်းစစ်အကောင်ဆုံးအသင်းကိုသူကပိုင်ဆိုင်ထားတာသူတို့ခန်းစစ်အကောင်ဆုံးပဲဒါပေမဲ့တစ်ဖက်ကမန်ချက်စတာယူနိုက်တက်ကိုကျွန်တော်တို့ကြည့်တော့လေကိုရီးယားပရီးမီးယားလိဂ်မှာတိုင်ပတ်နေတာဗျာယူရိုပါလိဂ်မှာဆိုရင်သူကတိုက်စစ်ကတော်တော်ကောင်းနေတယ်မှာပါတယ်အခုချိန်ကြီးကျွန်တော်ယူရိုပါလိဂ်မှာရှုံးပွဲမရှိသေးဘူးပေါ့နော်တိုက်စစ်ကတော်တော်ကောင်းနေတယ်မှာပါတယ်ပရီးမီးယားလိဂ်မှာနော်ဂိုးမသွင်းနိုင်တဲ့အရာတွေကယူရိုပါလိဂ်မှာတော့ဆူနေတာ ဆိုတော့အဲဒါကြောင့်ဟိုကိုတိုက်စစ်နဲ့ပတ်သက်ရင်နောက်ဆုံးကန်ခဲ့တဲ့ပရီးမီးယားလိနှစ်ပွဲမှာတကူပဲရတယ်ဆိုတော့လေဒီပါအိုလိုမျိုးဗောနော်ယူရိုပါလိခံစစ်ကောင်းနေတယ်ဆိုတော့အသင်းမျိုးကိုကျွန်တော်တို့တွားကစားမယ်ဆိုတော့သူတို့အိမ်ငွေနဲ့ဖြစ်တယ်ဆိုတော့ကိုကတော့အော်တော်တော်တိုင်ပတ်မှာပဲဗောတကယ်လည်းပဲကျွန်မိနစ်20လောက်ထိတိုင်ပတ်ခဲ့တာသူတပင်းဒီဘီပါအိုဘက်ကပရက်ဆင်လုပ်တဲ့မြဘက်ထရီဒူဂူတို့ပြီးလို့ရှိရင်ကျွန်တော်တို့ဒါအဲလင်ဒီလော့ဖ်တို့ကဘလုံးနေပေးတာတွေဘလုံးမအဆင်မပြေဘူးပြီးရင်လည်းတအားမှားလုံးနေဗောနော်တအားမှားလုံးပြီးတော့တိုင်ပတ်တာတွေကျွန်တော်များနေတယ် ဒါပေမဲ့လို့မိနစ်30မှာကက်စမီရိုရဲ့ခေါင်းတိုက်ကိုနဲ့ဥဆောင်ကိုရတယ်ရတော့နောက်ပိုင်းမှာမန်ချက်စတာယူနိုက်တက်ကပြန်ပြီးတော့နည်းနည်းလေးတည်ငြိမ်ဖြစ်လာတယ်နောက်တိုက်စစ်မှာလည်းပဲအဲ့ဒီမှာ chance တွေသူတို့ရလာတယ်ဘီဘာအိုဘက်ကတော့အဲ့ဒီမတိုင်ခင်မှာဒီအင်နာဂီဝီလျံရဲ့ခေါင်းတိုက်တဲ့လုံဘာနာမောကကြော်တက်သွားတာရှက်သွားတာတော့တော်တော်ကံကောင်းတာဒါအပြင်ကျွန်တော်ဒီဘယ်လိုပြောမလဲဟိုကွင်းလင်ကစားမရဲ့ကန်ချက်တွေကိုကိုအသင်းအမှားကနေတင်ရလာတဲ့ကန်ချက်တွေကိုကျွန်တော်ဒါအိုနနာပုတ်တာတွေနဲ့ဒါကိုကပေးမထားရသေးဘူး တော့ကက်စမဲရိုရဲ့ဥဆောင်မှုရအပီးမှာ38မိနစ်မှာကျွန်တော်ပင်နေရတယ်ဆိုတော့ဒီဘီဘာဝိုရဲ့ကစားမဒါ VVN ပေါ့နော်တိတိတတဆိုလို့ကျွန်တော်ဆွဲလဲထားကြတဲ့အနီထားမှာ goal scoring opportunity လည်းဖြစ်တော့ဒါဟာလုံးဝအနီကက်နေပေါ့နော်ကျွန်တော်ပင်နေဒီပေးလိုက်တယ်ဒီနေရာမှာဒီနည်းနည်း decent knowledge ရှိတဲ့သူတွေဆိုလို့ရှိရင်တော့မှဒါရဲ့အနီကက်ကိုကောင်းကောင်းသဘောပေါက်မှာပါဆိုတော့ဒီ ဟိုဒီလိုမျိုးကပင်နေဒီဆိုတာနဲ့တေချာဘောက်ကအနီကက်ပဲပေါ့ပင်နေဒီဆိုတာနဲ့အနီကက်ပဲမဲပခုံးကိုဆွဲချလိုက်တဲ့အထိမှကျွန်တော်အနေနဲ့ပေါ့နော်ပင်နေဒီမပေးလို့ရှင်တော့မဟုတ်တော့ဘူးဘာလို့လဲဆိုတော့အဲ့ဒီဆွဲချလိုက်တဲ့အလုံးမှာဆိုလို့ရှိရင်ဒါဟာ goal scoring opportunity ဖြစ်တဲ့အတွက်ဒါဒီအနီကက်ပဲဆိုတော့ဒီတော့ကျွန်တော်အနေနဲ့ပင်နေဒီအနီကက်ကျွန်တော်ပြလိုက်တယ် Fernandez ကအမှားယွင်းမရှိပိတ်သွင်းပြီးတော့55မိနစ်မှလည်းတော်တော်ကောင်းတဲ့ finishing နဲ့ Fernandez ကသွင်းသွားပြီးတော့၃ခုပြည့်နဲ့ကျွန်တော်နိုင်တယ်ဒါတော့မှဒုတိယပိုင်းမှာဆိုလို့ရှိရင် Garnacho နဲ့ဟိုကူ dash shot တွန်းပလိုက်တာเนาะအဲ့လုံးက Patrick တူကိုချိုးပြီးတာ goal ကို goal ရမယ့်အလိုမျိုး လုံးဝဘီဘောက်ကတွန်းပလိုက်တာကြည်ရတာကတော့ရှေ့မှာကျွန်တော်အနေနဲ့ဒါပင်နယ်တီပေးထားလို့တေးကြတယ်အဲ့ဒါမပေးတာမပေးဘူးပေးရမယ်အလုံးနေဩ၃ကူလည်းဖြစ်နေပြီတော့တယောက်ကလည်းหนีထားပြီးတော့ပင်နယ်တီရလည်းပေးထားရတယ်ဒီဟာလည်းပဲသူထက်ပြီးတော့ပင်နယ်တီပြီးမယ်ဆိုရင်တေးကြဘောက်ကလည်းထက်หนีအောင်မှာဒါလည်းပဲ goal scoring opportunity ဖြစ်နေတာ哦ဒါကြောင့်တန်လူကြီးရရှော်လိုက်တယ်လို့ပဲကျွန်တော်ထင်တယ်ပေါ့နော်မဟုတ်လို့ချင်းအဲ့ဒါကြီးကတော်တော်ကြီးကိုပြောစရာကျွန်တော်ဖြစ်နေမှာဘာလို့လဲဆိုတော့ဒီရှေ့ရဟာတော့မပေးတယ်အဲ့ဒီလုံးကမပေးလို့မရဘူးပေးကူပေးရမယ်အလုံးမျိုးဒါမျိုးလို့ပေါ့နော်ခဏကပြောလို့ပဲ တော်တော်ကြီးကိုကြားထဲမှာရုပ်ပြစင်ပြဖြစ်သွားမှာဆိုလို့တန်လူကြီးကတတိစီလည်းဖြစ်နေပြီဆိုတော့ရှော့လိုက်တဲ့သဘောမျိုးမှာကျွန်တော်ရှိတယ်။အဲကြောင့်အသင်းအနေနဲ့အဲ့လိုအခွင့်အမျိုးတွေကျွန်တော်ရှိခဲ့တယ်။ပြောမှတော့ဒီတယောက်လည်းကျွန်တော်ယော့သွားပြီ။ဒီဥဆောင်ကိုလည်းတုံးကိုလို့ရထားပြီးပြီဆိုတော့ဘီဘာဝေးရဲ့ဘက်ကလည်းဟိုဒီထက်ပို့ပြီးတော့ဂိုးမပြတ်ရအောင်နော်မန်ချက်စတာယူနိုက်တက်ရဲ့ဘက်ကလည်းအကယ်လို့ဂိုးတွေထက်မရတော့မှရတဲ့ဂိုးတွေပေါ့နော်ကျွန်တော်ဒါထက်ပြီးတော့ပြီးရတာမျိုးမဖြစ်အောင်လို့ထိန်းကစားသွားကြရင်ပွဲပြီးသွားတာ။ဒါတော့မှကိုယ်ဒီအခွင့်အရေးတွေကျွန်တော်ရခဲ့သေးတယ်။ ပထမပိုင်းမှာဆိုလို့ချင်း Master Wii Canel လုံးနေတိုင်မှန်သွားတာတို့เนาะပြီးလို့ချင်း Ganacho Canel လုံးနေကုသမပုတ်သွားတာ Finance Canel လုံးနေကုသမပုတ်တာเนาะပြီးလို့ချင်း Casmero Canel လုံးနေကုသမပုတ်တာတွေ Casmero Ground တိုက်တာတွေတိုင်မှန်ထွက်လာတာတွေအဲဒါတွေကလုံးဝ chance တွေပေါ့เนาะဒါတွေလည်းအတော့မချနိုင်ခဲ့ဘူးအဲကြောင့်ဒီ Vivo ဘက်မှာတော့မဟုတ်လို့ရှင်ပြပွဲရ detail ပို့ပြီးတော့ခက်ခဲမှာဟိုအခုကတော့တအားကိုလွယ်သွားခဲ့တာဟောဟိုဘာလို့လဲဆိုတော့သူတို့ဒီ VPN ထုတ်ခဲ့ခံထားရတာဆိုတဲ့အခါကျတော့ဘာမှလည်းကောင်းကောင်းကင်ကင်မလုံနိုင်တော့ဘူး ော်သူတို့အနေနဲ့အမြင်ပေါ်တွေပါရင်လည်းသူတို့ဒါဒုက္ခပြဖို့ကြိုးပမ်းနေအလောက်ကြီးကြီးထိရောက်မှုတွေကျွန်တော်မရှိဘူးဆိုတော့ United ကဒါအာမက်ဒီယာလိုကလည်းပြင်မြင်ခဲ့ရတော့ဒါကောင်းတဲ့အရာပေါ့လေဒီပါအတွက်ကတော့ဒုတိယပိုင်းဒုတိယကြော့မှာဆိုလို့ကျွန်တော်တို့ဒါတက်နေနေများဆိုလို့ Rex တွေပါတွေယူပြီးတော့သူတို့အမှန်ကန်ကစားမှသူတို့ရတော့မှာ၃ခုဆိုတာမျိုးကပြန်လိုက်သွင်းဖို့ကတော့အမှန်တမ်းပြောမလွယ်ဘူးဗျာနောက်ထပ်၃ခုပြန်သွင်းရင်တောင်မှတရေပဲဖြစ်နေအောင်မဲ့အခြေအနေမျိုး ဒါ United ကွင်းမှာပေါ့နော်အခုလိုမျိုးအနီကက်တီဘာတွေဘာမှမဖြစ်ဘူးဘာညာမှမရှိဘူးဆိုလို့ကျင်တော့ဒါမလွယ်ဘူးဗျာဆိုတော့ဒါဘီဘာအုပ်အတွက်တော့ပေါ့နော်တော်တော်ကိုတိုင်ပတ်ခဲ့တယ် Old Trafford မှာသူတို့ဘာလို့ပြမလဲကြည့်ရတော့မယ်ဟို United ဘက်ကတော့ဟိုဘာမှတိတ်ပြီးတော့မျောလင့်မထားတဲ့ပွဲမျိုးမှာလော်လော်ကူကူ3-0နဲ့နိုင်ခဲ့တယ်ဆိုတာမျိုးကဒါတော်တော်ကြီးကောင်းတဲ့အရာပါတော်တော်ကြီးကျွန်တော်တို့ကောင်းတဲ့အရာပါဒီဒုတိယကြော့မှာတော့ပေါ့နော်အများကြီးတတိထားပြီးတော့ကစားရမယ်ဟိုကျွန်တော်ကကိုတင်းကိုပြအသိမယုံဘူးဆိုတာတခြားမဟုတ်ဘူးသူများအသင်းကိုအဲ့လောက်မကြောက်ဘူးဒါပါတော့လက်ရှိဘီဘောင်နဲ့ကဲမယ်ဘီဘောင်ကိုအဲ့လောက်မကြောက်ဘူ နော်ကိုအသင်းကိုပြန်ကြောက်နေရတာသိလားနော်အာဒီကောင်လေးဘယ်တော့မှမှားမလဲဒီကောင်လေးဘယ်တော့မှတိုင်ပတ်မလဲပေါ့အာကျွန်တော်တို့လက်ရှိမိနစ်20တော်တွင်းတော့မှကြည်ပါလားလင်းဒီလောကမမှားတဲ့လုံးနေမှားလို့မှားပက်ထရစ်ဒူဂူကမမှားတဲ့နာတွေမှားလို့မှားနေဓာမှုတွေဖြစ်နေတာကိုဒီဥဆောင်ကိုစတော်စီးရထားလို့နော်ဥဆောင်ဥဆောင်ကိုမိနစ်30မှရထားလို့အကယ်လို့မြန်ဘီဘာဘက်ကဥဆောင်ကိုစရလို့ချင်းတေးကြတယ်တယောက်ရော့လည်းမင်းကိုကသွင်းနိုင်မှုမရှိဘူးအဲ့လိုမျိုးဆိုတော့ဒါကြောင့်ဘယ်တော့ဒီဒုတိယကြော့မှာလဲကျွန်တော်3ခုပြည့်နေတော့နိုင်ထားတာတော့မှန်တယ် ပေမဲ့ဒုတိယကြိမ်မှာဂိုးတွေထပ်မပေးရဘူးကစားမတွေတလွဲမလုပ်ဖို့ဂျီရိုပါလီကိုတက်ဖို့အတွက်တီချာပေါက်သူတို့ကျူးပန်းမှုကျွန်တော်လိုတယ်။ဒီပွဲမှာတော့ဖာနန်ဒက်စ်ကကျွန်တော်နှစ်ဂိုးထပ်သွင်းနေတယ်ဆိုတော့ထုံးတဲ့နယ်မြေယူရိုပါလီမှာသွင်းဂိုးနဲ့ဒါဂိုးသွင်းဂိုးပါဝင်ပတ်သက်မှုအများဆုံးကစားသမားပေါ်လေလက်ရှိပြီးပါဒီပါလေဒီယူရိုပါလီတမိုင်းမှာဒီဘက်မှာကက်စမဲရိုတို့ကျွန်တော်ကောင်းနေเนาะပြီးလို့ရှိရင်ဥကာဒီတို့မဆိုးဘူးမာစတာဗီတို့တာမန်ပဲပေါ့နော်လင်နီလော့ဖ်တို့တာမန်ပဲလင်နီလော့ကတော့တော်တော်လေးညံ့ပါတယ်တာမန်ပဲတော့မလင်နီလော့ဖ်နဲ့ပက်ထရစ်ဒူကတော်တော်လေးညံ့နေတယ်မှာပါတယ် ဖာနနက်စ်တူရက်စမတ်တူကနာချူရူကတော့ဒါထုံထုံနိုင်ပေါ့နော်သူကနေသူလုတ်ပြသွားတော့မယ်ညီရမှာဗျာကျွန်တော်ကဘယ်လိုပြောမလဲကိုအသင်းအနေနဲ့ဟိုကစားမားတွေကဒီပွဲစားတဲ့ခါတွေမှာအဲ့လိုတန်ပူမထိန်နိုင်တာမျိုးတွေပေါ့နော်အရန်ပြသလေးလေးဖြစ်တာတွေကတော်တော်တိုင်ပက်တယ်အဲ့ဒီမကွိုင်းရကတော့ဒီနေ့ပထမဆုံးရတဲ့ဂိုးမှာတော့သူ့ရဲ့အားထုတ်မှုကနေအများကြီးရသွားတာဆိုတော့လက်ရှိချီးမှုတွေခံနေရတယ်ပေါ့လေဆိုတော့ဘာပဲပြောပြောဒီပရီးမီးယားလေးမှာတိုင်ပက်နေပါတယ်ဆိုတဲ့ယာတီမျိုးမှာပေါ့နော်ကျွန်တော်တို့ယူရိုပါလိအတွက် ဟိုင်းနေကိုတလှမ်းနိုင်မှုအတွက်ခြေတလှမ်းလောက်လှမ်းထားနိုင်ပြီဆိုတာမျိုးကတော်တော်ကိုကောင်းတဲ့အခြေအနေပါ။ကိုယ်ယူနိုက်တက်ကညီလူတိတဲ့ဒါပေမဲ့ပရီးမီးယားလိမတအားတိုင်ပတ်နေပြီးတော့အဆင့်ဆလီမှာဝဲလေလေဖြစ်နေတာ။သူဒီယာဒီမှာလည်း15ပွဲလမ်းမသူကျွန်တော်ရှုံးပြီးသွားပြီ။ဘလူးမန်အဆင်မပြေဘူး။ဒါပေမဲ့ယူရိုပါလိမှာရှုံးပွဲမရှိသေးဘူး။ဒါအပြင်ဖိုင်နယ်ကိုတက်ဖို့အတွက်ပထမကြော့ကလည်း3ခုပြည့်နိုင်တာလေဆိုတော့ ူရီးယားအကြော်မှာကျွန်တော်တို့ပူကောင်းအောင်လုပ်ပြရင်လည်းဖိုင်နယ်ကိုတက်နိုင်မှုပဲကြိုးပမ်းတော့မယ်ဆိုတော့အနီကက်တွေဘာတွေကအပြောင်းလဲဖြစ်ခဲ့တာမှန်ပြီးမယ်လို့ပထမဆုံးဂိုးစောစောရထားတာမျိုးတွေဘာတွေကဒါပူပြီးတော့ကောင်းခဲ့တဲ့အရာတွေလို့ပြောရမယ်သူသဖြင့်ဘီဘာအိုကွင်းမှာဒီယူရိုပါလိမ့်မှာဆိုလို့ချင်းဘယ်သင်းမှမနိုင်သေးဘူးဘီဘာအိုကွင်းမှာဆိုတော့ကိုရီးယားနိုင်ထားတယ်ဆိုတော့နေတော့တော့တိုင်ပတ်နေတယ်ဆိုပြီးမှပရီးမီးယားလိမှာယူရိုပါလိမ့်မှာအချင်းကြီးကောင်းနေတယ်လို့ပဲပြောရမှာပေါ့ဗျာဆိုတော့ MOD နဲ့ကျွန်တော်တို့လည်းဒါ United တို့ထပ်ပြီးတော့ကျွန်တော်တို့ဒါဒုတိယကြောင်းနိုင်ပြီးတော့ final ကိုတက်နိုင်မလားကျွန်တော်တို့ကြည့်ရမယ် ညီတို့နေနေရောဘယ်လိုမြင်ကြပါလဲဒီပွဲနဲ့ပတ်သက်ပြီးတော့ဆွေးနွေးကြအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်